အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေခရစ္စတီယာနိုရိုနယ်ဒိုဟာဘောလုံးလောကရဲ့အခမ်းအနားဆုံးကစားသမားတွေထဲကတစ်ယောက်ဖြစ်သူ့ကိုယ်သူတက်တည်ပြရင်အသက်40ကျော်ထိထိတ်တန့်အဆင့်အတန်းမှာဘောလုံးကစားနေတော့ဖြစ်ပါတယ်ဒါပေမဲ့သိမကြခင်မှာရိုနယ်ဒိုလည်းဘောလုံးလောကကနေအနိုင်ယူသွားနိုင်ပါတယ် ရနန်ဒိုရဲ့မျက်ခင်းထက်ကခံနာမှုတွေကိုလက်ဆင့်ကမ်းအမွေဆက်ခံပေးမဲ့သူကလည်းအလားအလာကောင်းတွေနဲ့တူအသင်းဆောင်နေပါပြီ။ရနန်ဒိုဂျူနီယာဟာအဖေဖြစ်သူလိုပဲဘောလုံးပါရမီပါလာတဲ့ကောင်းလေးဖြစ်ပြီး professional ကစားသမားတယောက်ဖြစ်လာဖို့ကြိုးစားလေ့ကျင့်နေပါတယ်။အသက်15နှစ်အရွယ်ကောင်းလေးရနန်ဒိုဂျူနီယာဟာပေါ်တူဂီ U16 အသင်းအတွက်ပထမဆုံးအကြိမ်ရွေးချယ်ခြင်းခံနိုင်ရပြီးနိုဝင်ဘာလ၄ရက်နေ့အထိတူရကီမှာကျင်းပပြုလုပ်သွားမယ့် Federation ဖလားပြိုင်ပွဲမှာပါဝင်ရှင်မဲသွားမှာလည်းဖြစ်ပါတယ်။ ဖခင်ဖြစ်သူနဲ့တူလိုက်ပါရင်ဂျူပင်တက်မန်ချက်စတာယူနိုက်တက်နဲ့အင်နာဆာအကယ်ဒမီတွေမှာလေ့ကျင့်သင်ကြားခဲ့တဲ့ဂျူနီယာဟာပြိုင်ပွဲရဲ့အဖွင့်ပွဲစဉ်မှာလည်းရန်ကုန်ကနေလူစားဝင်ကစားသမားဖြစ်ပါဝင်ခဲ့ပြီးနှစ်ဂိုးပြတ်တဲ့နိုင်ရရှိခဲ့ပါတယ်။ရိုနယ်ဒိုကတော့သူ့အနေနဲ့ဂျူနီယာကိုဖိအားပေးသွားမှာမဟုတ်ဘဲကလေးစိတ်ကိုအတိုင်းပဲတဆင်ချင်းတူတက်စီမယ်လို့ပြောခဲ့ပါတယ်။ရိုနယ်ဒိုက2000တခုနှစ်သူ့အသက်15နှစ်မှာပိုတဂီ U15 သင်းအတွက်စတင်ကစားပေးခဲ့ပြီးနိုင်ငံကုန်ကိုဆောင်ပေးခဲ့ပါတယ်။မင်္ဂလာပါမြန်မာချင်းနဲ့ဘောလုံးကစားချင်သူများအတွက် Body Bag လာပါပြီ။ ရိုနယ်ဒိုကယူရို2004မှာစီနီယာကစားသမားဖြစ်ပါဝင်ကစားပေးခဲ့ပြီးတဲ့နောက်အခုဆိုရင်ပေါ်တူဂီအသင်းကြီးအတွက်225ပွဲပါဝင်ကစားပေးထားရမှာ143ဂိုးသွင်းယူပေးထားပြီးတော့ပေါ်တူဂီအသင်းရဲ့သွင်းကိုအများဆုံးကစားသမားဖြစ်လေတမိုင်းတွင်နေပါတယ်။ရိုနယ်ဒိုဟာပေါ်တူဂီအတွက်2016ယူရိုဖလား2019 Nation League နဲ့2025 Nation League တွေကိုလည်းရယူပေးခဲ့ပါတယ်။ဂျူနီယာဟာဘက်ကင်ဖြစ်သူရဲ့ခန်းနားနဲ့ဇလန်းကိုဆက်လက်ရေးသားနိုင်တဲ့ငွေခံတိုက်တဲ့တာတယောက်ဖြစ်အောင်မလားမလားဆိုတာကိုဆက်လက်ဆောင်ကြည့်ရပါမယ်။ကြည့်ရှုပေးခဲ့တာဂျေဆူမိုင်းတမိုင်း